်အလုံးအလုံးမင်္ဂလာပါကျွန်တော် channel ရဲ့နေ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့2025ခုနှစ်6လပိုင်း6ရက်နေ့အတွက် NGO အဖွဲ့အစည်းမှထပ်မံပြီးတော့ဖိတ်ခေါ်ထားတဲ့အလုတ်ကဲခွင့်လန်းတွေကိုညီကိုမောင်နှမတွေအတွက်ထပ်မံပြီးတော့ဝေမျှပေးသွားမှာဖြစ်ပါတယ်အဗီဒီယိုကို အဆုံးထိလိုက်ပါနားဆင်ပေးဖို့ဖိတ်ခေါ်ပါတယ်အလုတ်ကဲအခွင့်လန်းတွေနဲ့ပတ်သက်ပြီးတော့အကြောင်းမပြောမိပါဒီကနေ့ကျွန်တော် channel လေးကိုအစင် အားပေးနာဆင်နေတဲ့မိတ်ဆွေညီကိုတွေအတွက်စကားလက်ဆောင်ပါရှင်ပါတယ်။အဲ့ဒါတော့ဒီနေ့ခေတ်မှာမိမိတည်နေတဲ့အတိတ်ကိုအတိတ်လှုပ်ဖို့လိုပါတယ်။ကိုကအလုတ်ရှာနေသူမဖြစ်အောင်အလုတ်ကမိမိကိုရှာနေသူတူအဖြစ်ရှိနေပါစေလို့အားပေးချင်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့လောက်ကန်ခွလန်ဖက်ကိုစားလိုက်ကြရအောင်နော်။ပထမဆုံးဒီကနေ့ထိတ်ခေါ်ထားတဲ့လောက်ကန်တစ်ခုကတော့အဲဆစ်ဇလန် အမ်ဘီစီကတန်ယုံကရန်ကုန်အတွက်ဖိတ်ခေါ်လာတာပါသူရဲ့ position ကတော့ driver ပါ driver အလောက်ကန်ခွန်းလန်းတွေညီကိုတွေအတွက်ရှောက်ထားကြည့်လို့ရတဲ့အခွင့်အလမ်းဖြစ်ပါတယ် now organization တခုကတော့ WFM ဆိုတဲ့ organization ကတော့နှစ်ခုဖိတ်ခေါ်လာပါတယ် position နှစ်ခုရန်ကုန် base အတွက်ပဲဖြစ်ပါတယ်ပထမ position ကတော့ head office accountant ဆိုတဲ့ຢာတို့ဖြစ်ပါတယ်။နောက် position တစ်ခုကတော့ brand manager ဆိုတဲ့ position ကိုဖိတ်ခေါ်ထားတာတွေ့ရပါတယ်။နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ဆိုရင် KBCSM ကအဲရန်ကုန် location track ကိုအဲ data and MNE assistant position ခေါ်ထားတာရှိပါတယ်။ပြီးတော့နောက် organization အနေနဲ့ဆိုရင် SCH အဖွဲ့ကတော့ organization ကတော့ position တစ်ခုခေါ်ထားတယ်။ကလေးအတွက်ကို part time data entry တစ်ခုခေါ်ထားတယ်။ နောက်ရန်ကုန်နဲ့မန္တလေးအတွက်ကိုအဲ operation spot officer ဆိုတဲ့ position ခေါ်ထားတာရှိပါတယ်။အဲ now organization ကတော့ Z OE organization ကစစ်တွေရခိုင်အတွက်ကိုအဲ main officer position ခေါ်ထားပါတယ်။ Chelsea မြန်မာကတော့ Yangon Thaushin and and travel to project area ဆိုတဲ့အဲ location အတွက်ကိုသူက assistant project manager ဆိုတဲ့ position ခေါ်ထားတာရှိပါတယ်။ အနောက်ဆုံးတစ်ခုအနေနဲ့ MNTN ဆိုတဲ့အဖွဲ့ကကရင်မြဝတီ location အတွက်ခေါ်ထားပါတယ်။သူရဲ့ position ကတော့အဲ medical doctor ဆိုတဲ့ position ဖြစ်ပါတယ်။ကျွန်တော်ရဲ့ video channel တွေနဲ့ပတ်သက်ပြီးတော့အကြံပေး comment ပေးချင်တာများရှိလို့ရှိရင်ဖိတ်ခေါ်ပါတယ်။ comment box မှာခြံထားခဲ့ပေးပါ။ဒီ channel လေးကမိတ်ဆွေညီကိုတွေအတွက်အကျိုးတစုံတရာဖြစ်ထွန်းတယ်ဆိုရင်ဒီနေ့ဝမ်းတာပါတယ်။ ျွန်တော်ရဲ့ channel လေးကိုလည်း like share and subscribe လုပ်တာပေးဖို့လည်းမြင်တာရက်ခံတောင်းဆိုပါရစေနော်အလောက်ကန်နေတဲ့ပတ်သက်တဲ့ link တွေကိုလည်း comment box မှာဆန္ဒခဲ့ပေးပါမယ်လိုအပ်တဲ့ညီကိုတွေတွေ့ပါ နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်